င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မလက်ခေတ်သတင်းတွေကို တင်ဆက်ပေးပါမယ်ရှင်ကြည်ခါမြို့ကိုချင်းတော်လင်းအစိုးရတပ်တွေကသိမ်းပိုက်လိုက်ပြီးတုံးဆန်မြို့သင်းတိုက်ပွဲဆင်နွှဲနေကမကြမီမှသတင်းကောင်းကြားမယ်လို့ဆိုပါတယ်ဘူးတီတောင်မှာစစ်တပ်ကရိုရင်ဂျာလူငယ်တွေကိုစစ်တပ်ထက်ကိုအတင်းကျပ်ဆွဲသွင်းနေရတဲ့အတွက်ထပ်ပြေးနေရတဲ့ရိုရင်ဂျာ22ဦးကိုရခိုင်တပ်တော်ကကယ်တင်ခဲ့တဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ချင်းပြည်နယ်တွန်းဆန်မြို့နယ်ကြည်ခါမြို့ကိုချင်းအစိုးရတပ်တွေကသိမ်းပိုက်လိုက်တယ်လို့ CNF စီရန်နေတဲ့တင်းမြေကရန်ကုန်ခေတ်တဲ့တဲ့နာကိုပြပြပါရယ်မနေ့ကမေလ19ရက်နေ့မှာချင်းပြည်နယ်တွန်းဆန်မြို့နယ်ကြည်ခါမြို့ကစစ်ကောင်စီတပ်စခန်းကိုချင်းပြည်အစိုးရတပ်တွေဖြစ်ကြတဲ့ CNN CDF ပူးပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်လိုက်တာလည်းဖြစ်ပါရယ်အဲလိုတက်ခတ်မှုအတွင်းမှာစစ်ကောင်စီတပ်သားတွေဟာဖျို့ဖျက်ထပစ်သွားပြီးလက်လက်ခရမ်းအချို့လည်းသိမ်းပိုက်ရရှိခဲ့လို့လည်းပြောပါရယ်လက်ရှိ မှာတော့ကြည်ခါမြို့ကိုချင်းတော်လိုင်းအစိုးရတပ်တွေကထိန်းချုပ်ထားတယ်လို့လည်းသိရပါဗါတယ်။အလားတူချင်းပြည်နယ်တွန်းဆန်မြို့ကိုလည်း ချီလန်ဂဗမန့်အာမေတွေကမြို့သိမ်းတိုက်ပွဲဆင်နွှဲနေတယ်လို့လက်ရှိမှာရဲစခန်းကိုသိမ်းပတ်ရရှိထတာဖြစ်ပြီးစစ်တပ်စခန်းကိုလည်းမကြာမီမှာသိမ်းပတ်ရရှိထမှာလို့လဲဆိုပါရတယ်။ဒေါ်ဆန်မျိုးကိုအလုံးစုံသိမ်းပတ်နိုင်ပြီလို့ပြောလို့မရသေးပေမဲ့လည်း60ရာခိုင်နှုန်းလောက်တော့ရရှိနေတာကြောင့်မကြာမီမှာသတင်းကောင်းကြားတော့မလို့လဲ CNF CNN သတင်းမြစ်ကပြပြပါရတယ်။ကြည်ခါမျိုးနဲ့တွန်းဆန်မျိုးစစ်စေးမှာဒေသခံတော်လန်တပ်ဖွဲ့တွေနဲ့ချီလန်ဂဗမန့်အာမေတပ်ပေါင်းစုပါဝင်တိုက်ခတ်နေတာဖြစ်တယ်လို့လည်းသိရပါရရှင်။

ဒီတစ်ခါမှာတော့စစ်ကောင်စီရဲ့ဖိတ်ခေါ်မှုနဲ့ရုရှားကယင်းနှမြုံနှံဖို့ရှိတဲ့ဒဝယ်ရင်တဲ့စိတ်ကမ်းကြောင့်တရုတ်အတွက်ကြီးမားတဲ့စိတ်အနှောက်အယှက်ဖြစ်နေတယ်လို့အိန္ဒိယခြေစပ်သတင်းမီဒီယာတို့ကရေးသားဖော်ပြထားပါတယ်။မကြသေးမီကမြန်မာနိုင်ငံကဒဝယ်ရင်တဲ့စိတ်ကမ်းတိစောက်ရေးအတွက်ရုရှားကိုရွေးချယ်ခဲ့တာဖြစ်ပြီးအဲ့ဒီဆုံးဖြတ်ချက်ဟာဒဝယ်ရင်တဲ့စိတ်ကမ်းကိုစိတ်ဝင်စားနေတဲ့တရုတ်နဲ့ဆက်ဆံရေးကိုတင်းမာစေမှုတွေဖြစ်စေတယ်လို့လည်းဆိုထားပါတယ်။ဒဝယ်ရင်တဲ့စိတ်ကမ်းအတွက်ဖြစ်နိုင်ခြေလိလာမှုကိုအရင်ကတ ရုတ်အနေနဲ့လှုပ်ဆောင်ခဲ့မှုပဲမလဲအိန္ဒိယကတိစောက်ထားတဲ့စစ်တွေစိတ်ကန်းအနေ ကျောက်ဖြူရင်းတဲ့စိတ်ကန်းကိုတရုတ်ကအံဝဆက်ခဲ့တယ်လို့လည်းဖော်ပြထားပါဗျာ။တဝဲရင်းတဲ့စိတ်ကန်းဟာထိုင်းနိုင်ငံနဲ့ထိစပ်နေပြီးအဲဒီစီမံကိန်းကိုထိုင်းနဲ့မြန်မာအစိုးရတို့ပူးပေါင်းပိုင်ဆိုင်တယ်။နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်ချက်စီမံကိန်းဖြစ်2008ခုနှစ်မှာစတင်ခဲ့တာလည်းဖြစ်တယ်လို့သိရပါဗျာ။အဲဒီတော့တဝဲရင်းတဲ့စိတ်ကန်းစီမံကိန်းနဲ့ပတ်သက်ပြီးမြန်မာနဲ့ရုရှားကြားဆွေးနွေးမှုတွေပြုလုပ်နေပြီးတရုတ်ရဲ့ဩစာလွှမ်းမိုးမှုကိုတံပြန်ဖို့အတွက်မော်စကိုနဲ့ဆက်ဆံရေးခိုင်မာစေရေးအတွက်စစ်ကောင်စီက ိုးပမ်းနေကြလို့လဲအိန္ဒိယမီဒီယာတခုမှဖော်ပြထားပါဗျ။မြန်မာနိုင်ငံစိတ်ကန်းကဏ္ဍမှာရုရှားပါဝင်ပတ်သက်လာခြင်းကကြောက်ဖြူမျိုးကတရုတ် project တွေကိုထိခိုက်စေနိုင်ပြီးဒေတာတွင်ကမ္ဘာကုန်သွယ်အရှိန်ဟုန်ကိုထိခိုက်စေနိုင်တာလို့ဆိုထားပြီးတရုတ်နိုင်ငံကိုစိုးရိမ်နေကြောင်းလဲဆိုထားပါဗျ။ဒီလိုရုရှားဘက်ကစစ်ကောင်စီရဲ့မျက်နှာသာပေးမှုကတရုတ်ကိုဒေါသထွက်စေတယ်လို့လဲသတင်းတွေမှာဖော်ပြနေတာဖြစ်ပြီးဒဝဲစီမံကိန်းမှာတရုတ်ကိုဘေးပယ်ထားတယ်လို့လဲစစ်ညင်သူတွေကသုံးသပ်ကြတဲ့အကြောင်းအိန္ဒိယမီဒီယာ ီးယားတစ်ခုမှာသတင်းဖော်ပြထားပါတယ်ရှင်။ ီတစ်ခါမှာတော့ကမ္ဘာရွှေစင်းလုံးစံချင်းတင်မြင့်တက်လာတာကြောင့်မြန်မာရွှေစင်းလုံးမှာအခောက်ရွှေတစ်ကျပ်သားကိုငွေကျပ်သိန်း98000တောင်းတိမြင့်တက်လာတယ်လို့ရန်ကုန်ရှေကုန်တရေစီကနေစုံစမ်းသိရှိရပါတယ်။ကမ္ဘာရွှေစင်းလုံးဟာမေလ16ရက်နေ့ကရွှေတောင်ဆောက်ကိုအမေရိကန်ဒေါ်လာ2469တိစံချင်းတင်မြင့်တက်သွားတာဖြစ်ပြီးမြန်မာရွှေစင်းလုံးဟာလည်းအခောက်ရွှေတစ်ကျပ်သားကိုငွေကျပ်သိန်း98000တောင်းကျပ်နဲ့ဈေးပိတ်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်ပြည်ရင်းဈေးကွက်မှာမိုးကြကာလနီးကပ်လာတဲ့ ဲ့အတွက်ရွှေထုတ်လုပ်ရေးလုပ်ငန်းအများစုစတင်ရန်နာနေကြတာကြောင့်ရွှေထုတ်လုပ်မှုနဲ့ရွှေဝင်နေလာတဲ့အတွက်ရွှေစင်းလုံးကပုံမမြင့်တက်လာဖို့သာရှိနေတယ်လို့လည်းလမ်းမတုံကရွှေကရုံကလေးတူကပြပြပါဗျ။လက်ရှိမြမရွှေစင်းလုံးမှာအခောက်ရွှေတစ်ကျပ်သားကိုအနည်းဆုံး49သိန်းနဲ့အမြင့်ဆုံး52သိန်းအထိဖြစ်ပေါ်လာနိုင်တယ်လို့အဖမ်းစီးတွေရှိလာရင်ရွှေစိုးကရဆိုင်မှုတွေရှိလာနိုင်တယ်လို့ရွှေကုန်သေးတွေကသုံးသပ်ပြောဆိုနေကြပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးခြင်းတဲ့တဲ့င်းတစ်ပုတ်ကတော့မြန်မာနိုင်ငံ drone မှာ April လနဲ့ May လအတွင်းလက်စစ်မီးတွေအလွန်ပြတ်တောက်နေပြီမဲ့လေစစ်ကောင်စီကကောက်ခံတဲ့မီတာကမှာနှစ်ဆကျော်မြင့်တက်သွားတယ်လို့ရန်ကုန်နဲ့မန္တလေးကပြည်သူတွေကရန်ကုန်ခေတ်သစ်တဲ့ဒဏ္ဍာကိုပြပြပါရယ်ဒီနေ့ကိုလက်စစ်မီးရရှိခြင်းဟာရန်ကုန်မြို့မှာတစ်နေ့၃နိုင်ဝန်းကျင်နဲ့မန္တလေးမြို့မှာတစ်နေ့ကို၂နိုင်ဝန်းကျင်သာရရှိတော့တယ်လို့လည်းဆိုထားပါရယ်ဒါပေမဲ့လက်စစ်မီတာကတွေကောက်ခံရမှာတော့အရင်ကောက်ခံနေတဲ့မီတာကတွေထက်နှစ်ဆကျော် င့်တက်သွားတယ်လို့လည်းဆိုထားပါဗျ။မီတာဘုံပေါ်မှာပေါ်နေတဲ့ unit နဲ့ဆက်ရက်က unit ဟာအများကြီးကွာနေတဲ့အတွက်မီတာရုံးကို သွားပြောပေမဲ့လည်း ကိုတုံးတော်ကိုပေးရမယ်ယူနေတာလားဆိုပြီးရိုင်းပြစွာတုံ့ပြန်ခဲ့လို့လေရန်ကုန်မြို့ကန်တို့ကပြပြပါရတယ်။ဒါအပြင်ရန်ကုန်တန်ပလဲမြို့တဲ့မြားရှင်ပြင်တတဘဒုက္ခရိုက်တာပလဲမြို့တဲ့ဖုံဖုံဦးလှတော်ចောင်းကဆရာတော်ဖះကလည်းလက်စင်မီအလွန်ပြတ်တောက်နေတဲ့ကာလအတွက်မီတာက30ကျော်ကျတဲ့နေကြဖုံရင်ចောင်းမှာဆိုလာစနစ်လည်းတက်ဆင်ထားကြောင်းလူမှုကွန်ရက်မှာမီတာဆောင်ရွက်ပုံတွေကတင်ပြထားတာကိုလည်းတွေ့ရပါရရှင်။ ရန်ကုန်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။ရန်ကုန်တဲ့မယန်းကုန်းမြို့နယ်တမိုင်းလန်းစုံအင်းစိန်ဘက်အချမ်းပြန်ကားမတိုင်မှာလူငယ်9ဦးကိုစစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးငွေပေးနိုင်သူလူငယ်ချို့ကပြန်လည်ညှို့မြောက်လာတယ်လို့သိရပါရစေ။ဖမ်းဆီးခံရသူလူငယ်လူလက်9ဦးကိုအုတ်ကျင်းကစစ်တပ်ထဲကိုခေါ်ဆောင်သွားခဲ့တာဖြစ်ပြီးအဲ့ဒီထဲမှာဖမ်းဆီးခံရသူ30ခန့်ရှိနေတယ်လို့ပြန်လည်ညှို့မြောက်လာသူလူငယ်2ဦးရဲ့မိဘဆွေမျိုးတွေကပြောပြပါရစေ။စစ်တပ်ကဖမ်းဆီးခံရသူတွေကိုစစ်မှုမထမ်းလို့ရင်တအူးကိုငွေ ကြက်70သိန်းနဲ့ပြန်လဲရွေးကန်းဖို့အတွက်ပြောဆိုလာသလိုငွေကြေးတက်နိုင်သူအချို့ကကြက်70သိန်းနဲ့မိဘဆွေမျိုးတွေကိုခေါ်ယူရွေးကန်းခဲ့လို့လည်းသိရှိရပါတယ်။မရွေးနိုင်တဲ့လူငယ်အချို့ကိုတော့စစ်တပ်ကစစ်သားအဖြစ်အတင်းကျပ်စုဆောင်းခံရမှုတွေရှိနေတယ်လို့ဖမ်းဆီးခံရသူလူငယ်တအူးရဲ့ဆွေမျိုးတအူးကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ရခိုင်ပြည်ဘူးစီတောင်မြို့မှာစစ်တပ်ဟာရညာလူငယ်တွေကိုစစ်တပ်တဲ့ကိုအတင်းကျပ်ဆွဲသွင်းနေလို့ဆက်ပြင်းနေရတဲ့ကလေးငယ်တွေအပါအဝင်ရညာအမျိုးသားအမျိုးသမီး22ဦးကိုကယ်တင်နိုင်ခဲ့တယ်လို့ရခိုင်တပ်တော် A ကသတင်းထုတ်ပြန်ထားပါတယ်။မေလ16ရက်နေ့မှာအကြမ်းဖက်စစ်တပ်ရဲ့ဘူးစီတောင်မြို့ဟာနဲ့သူ့ရဲ့လက်အောက်ခံအမတာ388တရင်ကဘူးစီတောင်မြို့နယ်ကြောက်ဖြူတောင်မွတ်စလင်ကျေးရွာကိုဝင်ရောက်ပြီးအရွယ်ရောက်ပြီးတဲ့မွတ်စလင်အမျိုးသားတွေကိုအကြမ်းဖက်စစ် တပ်တွေကိုစစ်မှုထမ်းဆောင်မှုတွေခေါ်ဆောင်နေတဲ့အတွက်ထပြေးလာကြတာဖြစ်တယ်လို့လည်းသိရပါဗါးအဲလိုထပြေးလာတဲ့ရိုဟင်ဂျာတွေကိုမောင်တော်မြွန်နဲ့အောင်စရကျေးရွာအနီးမှာတွေ့ရှိခဲ့ရတဲ့အတွက်အေအေကကဲတင်ထားတဲ့ရုပ်တံကိုလည်းထုတ်ပြန်ထားပါဗါးအခြားတစ်ဖက်မှာလည်းဘူးတီတော်မြို့ပေါ်ကရိုဟင်ဂျာတွေကိုနှင်ထုတ်မှုတွေရှိနေပြီးနေတွေကိုမီးရှို့မှုရှိနေတယ်ဆိုတဲ့သတင်းတွေထပ်ပေါ်နေပြီးအဲဒီသတင်းတွေကိုရိုဟင်ဂျာရေတွက်ကြလှုပ်ရှားသူတွေကအေအေကလှုပ်ဆောင်နေတာဖြစ်တယ်လို့ဆိုထားပြီးလူမှုကွန်ရက်မှာဝေမျှမှုတွေရှိ နေတယ်လို့လည်းသိရှိရပါတယ်။ဒေသခံပြည်သူတို့ပြောတာကတော့အခြေအနေတွေကရှုပ်ထွေးနေပြီးတိုက်ပွဲတွေအရန်ပြင်းထန်နေကမဖယ်ပေးရင်တော့မဆိုင်တဲ့အရက်သားတွေအကုန်ပိတ်မိသွားမယ်လို့လည်းဆိုထားပါတယ်။စစ်ကောင်စီကို ထောက်ခံတဲ့ Telegram ဆက်မျက်နှာတွေက တော့ဘူးတီတော်မျိုးပေါ်မှာအေကမိရှို့ရဲဆိုတဲ့ဝါဒဖြန့်သတင်းတွေကိုတောက်လျှောက်ဆိုလိုထန်ကျင်နေပြီးရန်ကုန်ခေတ်အနေနဲ့ကတော့မြေပြင်အခြေအနေကိုအတိပြုတ်နိုင်ဖို့တဲ့ခိုင်မာတဲ့မြေပြင်သတင်းမြစ်တွေနဲ့ချိတ်ဆက်မှုမရရှိသေးပါဘူးရှင်။ ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကျေးဇူးပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမများပါ။